အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကတော့အခု Great Dane Gamers Report เนาะ Chapter 8 Fuels and Crude Why မှာပေါ့เนาะ8.4 Alternative Fuels ပေါ့အာလောင်စာတွေကိုเนาะအမျိုးမျိုးအသုံးချပုံလေးကိုဒီချက်ကပြောသွားမှာဖြစ်ပါတယ်ကဲအားလုံးဒီချက်ကိုလေ့လာကြည့်ရအောင် biogas methane or marsh gas တနည်းအားဖြင့် marsh gas ဆိုတာဒီ methane ကိုပဲပြောတာပါ methane gas is formed naturally under a number of different circumstances methane gas ကို it's formed ဖြစ်ပေါ်ပါတယ် naturally ဆိုတာသဘာဝမှာဆိုရင် under a number of different circumstances ဆိုတာအမျိုးမျိုးသော အခြေအနေပေါ့နော်ကွဲပြားခြားနားသောအခြေအနေမှာဆိုရင် number ပေါ့နော်အရေးအတွက်တစ်ခုအနေနဲ့တွေ့ရခြင်းဖြစ်ပါတယ်တဲ့ anaerobic bacteria တွေက help ကူညီပါတယ် decomposition of organic matter under geological condition to produce nitric gas geological condition ဆိုတာဒီကျတော့เนาะဒီဘူမိပေရဆိုင်ရာပေါ့เนาะ condition အခြေအနေဒီမှာအခြေအနေရဲ့အောက်မှာဆိုရင်တဲ့ organic matter တွေကို organic အရာဝတ္ထုတွေကို decomposition ဆိုတာကကျတော့ပျက်စီး เนาะ decomposition ဆိုတာဖျက်ဆီးစေဖို့အတွက် anaerobic bacteria လေးတွေကကူညီပေးပါတယ်။ဘာဖြစ်ဖို့အတွက်လဲဆိုတော့ to produce ထုတ်ပေးရဲ့ nitric gas တဘာဝဓာတ်ငွေတွေထုတ်ပေးဖို့အတွက်တဲ့ methane accumulate in coal mines methane ကိုကြတော့ accumulate in coal mines ဘယ်မှာအသုံးပြုလဲဆိုတော့ coal mines တွေကြောင်မီးသွေးပေါ့နော် mining မြင်ပြီးရဲ့အခါကျတော့ where it can cause explosion သူတို့ သုံးပြုခြင်းဖြင့်ဗာပြ explosion တော့ပောက်ကွဲစီရဲ့အရာတွေမှာပေါ့နော်အဲ့ဒါဒီမှာဆိုလို့ရှိရင် teacher တို့အသုံးပြုပါတယ်ပြီးတော့ march gets ခုနက methane gas ကိုပြောတာပေါ့နော်အဲ march gas ကတဲ့ which bubbles up through the stagnant water of marchers stagnant water of marchers ဆိုတာ teacher တို့ဒီပုတ်တိုးနေရဲ့ရေတွေပေါ့နော်ရေတွေထဲမှာဆိုလို့ရှိရင် bubble up ဆိုတာအမြုပ်ကလေးတွေဘူးစီပေါင်းလုံးလေးတွေထားနေတယ် ဟုတ်ပြီနော်အဲ့ဒါအဲ့မှာဆိုလို့ရှိရင် teacher တို့မိသိန်းပေါ့နော်မိသိန်းကြောင့်ဘူးစီပေါင်းလေးတွေထားနေရဲဆိုဒီညမှာမိသိန်းတန်းခွင့်ရှိရဲပြီးတော့ swans and patty field ပြီးရဲကကြတော့ teacher တို့ဒီ patty field ဆိုတာလေကွင်းနေပေါ့နော်လေကွင်းနေမှာဆိုရင်လည်းအဲ့လိုမျိုးအညစ်အကြေးလေးတွေပေါ့နော်တွေ့ရမယ်ပြီးရခါ it's also အရာတွေအားလုံးဒီရဲ့ဘာဖြစ်လဲဆိုတော့ရေစိုးရေညင်လေးတွေပေါ့နော်တွေ့ရတယ်အရာတွေအားလုံးဒီရဲ့ is all methane လို့ခေါ်ပါတယ်တဲ့ methane produce methane ကနေပေါ့ in this way ဒီနီလန်တိုင်း contribute ထုတ်ပေးတဲ့ to the greenhouse effect ဟုတ်ပြီနော်နီလန်နေမီသိန်းကနေပြောပါလဲ green shock effects ကို ဖြစ်စေပါတယ်လို့ပြောတာပါ methane is produced from organic waste biomass methane ကနေပြီးတော့မှ teacher တို့ဘာတွေလဲ produce from organic waste organic waste တွေပေါ့ biomass တွေကနေပြီးတော့ methane တန်ခွေကိုရရတယ် 18 decay 8 decay ဆိုတာကကြာတော့တချို့ပျက်စီးသွားမယ်ပုံတို့ပျက်စီးသွားမယ်ပေါ့เนาะ in the absence of a เนาะလေမရှိတဲ့နေရာမှာပုံတို့ပျက်စီးသွားတဲ့အခါမှာဆိုရင်တချို့မိသိန်းဓာတ်ငွေတွေကို ရရှိပါတယ် this can be exploited as a source of energy ဒါကြောင့်မို့လို့တချို့ကဒီမိသိန်းကို source of energy အနေနဲ့ပေါ့เนาะစွမ်းအင်အရင်းမြစ်အနေနဲ့အသုံးပြုခြင်းဖြစ်တယ်တဲ့ in india and china india နဲ့ china တွေမှာဆိုရင်တော့ဘာဖြစ်လဲနိုင်ငံတွေမှာဆိုရင် biomass digester are important source of fuel for village เนาะအာဒီ biomass နဲ့ပေါ့เนาะတနည်းအားဖြင့်ပြောရမယ်ဆိုမီသိန်းတွေကမီသိန်းတွေရဲ့သူတို့ရွာတွေအတွက်ပေါ့เนาะ fuel လောင်စာအရင်းအမြစ်အနေနဲ့အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့ industrialized countries เนาะ Jerusalem တိုးတက်တဲ့နိုင်ငံတွေဆိုရင်တော့ produce large amount of waste ဒီချက်တော့ produce large amount of wheat ဆိုတာအညစ်အကြေးတွေပေါ့နော်ပမာဏများများထုတ်ပေးတဲ့เนาะ industrial like countries တွေမှာဆိုရင်တဲ့ which is deposited in landfill site သူ့ကိုဒီဘေးတစ်ဖက်တစ်ချက်ပေါ့နော်လမ်းညီရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာဆိုရင်အနေကျနေတာတွေကိုတွေ့မြင်နိုင်ပါတယ်။ဒါကြောင့်မို့ biogas spawn as the rabbit decay biogas ကဘာဖြစ်စေလဲဆိုတော့ form ဖြစ်ပေါ်စေပါတယ် as the rabbit decay ဆိုတော့အမိုက်တိုက်တွေကိုပုတ်တိုးပျက်စီးစေတဲ့အနေဖြင့်အမိုက်တိုက်တွေဘာဖြစ်လဲပုတ်တိုးဆွေးမြေ့ခြင်းတွေကနေပြီးတော့မှဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်တဲ့ biogas ကဒါဆိုရင်ဒီကျရု chemistry in society ပေါ့နော်အခု teacher တို့လူမှုပတ်ဝန်းကျင်မှာဆိုရင်ခုနကပြောသွားတဲ့ alternative viewers ကိုဘယ်လိုအသုံးပြုရဲဆိုတာကိုဖော်ပြထားခြင်းဖြစ်ပါတယ် ဒါဆိုရင်ဒီမှာကြည့်မယ် the order for the main energy sources currently used in the world အခုလက်တလုံးပေါ့နော်ကဘာမှာဆိုရင် currently ပေါ့နော်လက်တလုံးအသုံးပြုနေတဲ့အဓိက energy sources တွေစွန့်အင်အရင်းမြစ်တွေကို order အစီအစဉ်တိုင်းစီထားတယ် in terms of producing energy it's ဟုတ်ပြီနော်ဘာလဲဆိုတော့ crude white crude white ကနေ coal coal natural gas ပြီးတော့ hydroelectric nuclear fission wind လေအားနဲ့သုံးတယ်ပြီးရက်က biofuels เนาะ solar ပြီးရက်က geothermal ဆိုတာကကြတော့ teacher တို့အပူချိန်သုံးပြီးရောပေါ့เนาะလောရတဲ့အပူချိန်သုံးပြီးရောစွမ်းအင်ထုတ်ရတဲ့အရာပေါ့เนาะ နောက်တစ်ခုကကြတော့ teacher တို့ plant y ပြီးတော့ hydroelectric wind biofuel solar and geothermal ကတဲ့ all renewable energy sources တွေဖြစ်ပါတယ် renewable ဆိုတာပြန်လည်ဖြည့်တင်ပြီးတော့အသုံးပြုလို့ရတဲ့စွမ်းအင်တွေဖြစ်ပါတယ် natural gas offshore project in မြန်မာတဘာဝဓာတ်ငွေရဲ့ပေါ့နော် ကမ်းလွန်တဘာဝဓာငွေ project တွေပေါ့နော်လုပ်ငန်းတွေကတော့တဲ့မြန်မာမှာဆိုရင်အာယရနာ project ပြီးတော့ရဲရက်ကုန် project နဲ့ရွှေ platform project နဲ့ဇော်တိက project တို့ပဲဖြစ်ပါတယ်ဒါကတော့ teacher things make from why ပေါ့နော်စီနဲ့ပေါ့နော်ပြုတ်လုထားတဲ့စီကနေရရှိတဲ့အရာဝတ္ထုပစ္စည်းလေးတွေပေါ့နော်ပြုတ်လုထားတဲ့ဟာတွေ household product တွေ plastic ware medical building and home နောက်တစ်ခုက clothing uh, sports and fitness Bakigos and Automotive Cosmetic တွေပေါ့နော်ဒါဆိုရင်ဒီချက်တော့ why ကနေပြီးတော့မှပြုလုပ်ထားတဲ့အရာလေးတွေပေါ့နော် household product တွေမှာဆိုရင်အာ dish washing liquid တွေ frying pan တွေ rubber glove တွေ plastic wave တွေမှာအာ plastic wares တွေမှာဆိုရင် plastic dustbin နဲ့ plastic chair နဲ့ plastic water bottle ပေါ့နော် medical အနေနဲ့ဆိုရင်အာ asthma inhaler ရဲ့ပြီးရကကြောင့် bandages ရယ် antiseptic တွေရယ်ဟုတ်ပြီနော် building and home မှာကျတော့ဒီကျတော့ paint brush တွေနဲ့ roller house paint တွေသုံးထားရယ် clothing မှာကျတော့ဒီကျတော့ cloth stay bag တွေ sunglasses နဲ့ life jacket တွေပါ sports and fitness မှာကြတော့ football, tennis racket တွေနဲ့ running shoes တွေပေါ့နော်။ vehicles and automotive တွေမှာကြတော့ fuels ပေါ့လောင်စာအနေနဲ့အသုံးပြုရဲဆိုတဲ့အကြောင်းပြထားတာလေးပေါ့နော်။ car body, bumper, windscreen, wiper စသဖြင့်ပေါ့။ပို့ရော motorcycle, helmet တွေ, boat ရဲ့ accessories တွေပေါ့နော်။နောက်တစ်ခုက cosmetic ကကြတော့ shaving cream တွေ, lipstick တွေနဲ့ perfume တွေ။ မှာအသုံးပြုတဲ့အားလေးကိုပြသထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဒါသည် petroleum product တွေပေါ့နော်ရေနံနဲ့ပတ်သက်တဲ့ product တွေဖြစ်ပါတယ်။ဒီပုံလေးအားကြတော့ Digital Natural Gas Offshore in Project မြန်မာပေါ့နော်ခုနကဒီချာတို့မြန်မာနိုင်ငံရဲ့ပေါ့နော်ကမ်းလွန်တဘာဝတန်ခွေထုတ်တဲ့နေရာတွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချာတို့ review question လေးတစ်ချက်ကြည့်ရအောင်။ review question လေးနှစ်ခုကိုသားတို့တမျိုးစ조사ပြီးဖြည့်ဆည်းနိုင်မယ်လို့ဒီချဲယုံကြည်ပါတယ်။နံပါတ်1လေးကတော့သူကတော့ဒါကတော့ဒီချာတို့ခြေစုံမှာပြောထားတဲ့ users တွေကနေပြီးတော့ ထုတ်မေးထားခြင်းဖြစ်ပါတယ် name each alternative viewer that A ကကြတော့ alternative viewers တွေရဲ့ပေါ့เนาะတခုချင်းစီကိုအမည်ပေးခိုင်းတာပေါ့เนาะ A ကကြတော့ဘာပြောလဲဆိုတော့ is used for cooking and heating system cooking and heating system မှာအသုံးပြုတဲ့ gas ဟုတ်ပြီเนาะ alternative viewers ကဘာလဲတဲ့အမှတ် B ကကြတော့ has the composition of long chain ester ်ဟုတ်ပြီနော်အာ composition launching ester para ba not be viewers လေပြီးတော့ number c က is the source of weight organic matter organic matter အရင်းမြစ်ဖြစ်တာ ဖြစ်တဲ့ fuel ကဘာတူလဲပြီးတော့ဒီက head molecule weight 15 to 20 carbon atom carbon atom 15 to 20ပါဝင်တဲ့ fuels လေးရဲ့နာမည်ကိုဖော်ပြခိုင်းတာဖြစ်ပါတယ်နံပါတ်2ကကြတော့ what are the differences between diesel and gasoil ဟုတ်ပြီနော် gasoil နဲ့ diesel ရဲ့ differences between car charge တွေကဘာလဲဆိုတာကိုဒီချက်ရိုးရှေ့ကစာပိုင်းထဲမှာပြောပြထားပြီးပါပြီ ရမယ်နော်။ကဲဒါဆိုရင်ဒီကျတို့ဒီခန်းရဲ့ရေးပါဆုံးဖြစ်တဲ့ key terms လေးတွေပေါ့နော်။ဒါတို့တမျိုးမှတ်ရမယ်။ key terms လေးကတော့၄ခုရှိရဲ့ CNG ရတဲ့နော် reforce to compress natural gas 90% methane CNG ကကြတော့ refer ဘာကိုဟိုကိုစားပြုလဲဆိုတော့ to compress natural gas တဲ့90% methane methane 90ရာခိုင်နှုန်းပါဝင်တယ် and LPG ကကြတော့ refer to liquefied petroleum gas ဟုတ်ပြီနော်သူကကြတော့ which is LPG ကကြဘာနဲ့ compost ပေါ့ဖွဲ့စည်းထားလဲဆိုတော့ propane and butane နေနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်တဲ့နောက်တစ်ခုက biodiesel biodiesel ကကြတော့ refer to a vegetable oil or animal fat based diesel fuel သူကဒီကအပြင်ဟင်းဒီဟင်းရွက်ကိုအခြေခံပြီးဟင်းဒီဟင်းရွက်စီပေါ့နော်ဟင်းဒီဟင်းရွက်တို့ animal fat ပေါ့နော်တရိတ်ဆိုင်ရဲ့အဆီတွေကိုအခြေခံပြီးတော့ထုတ်ထားတဲ့ diesel fuel ဖြစ်ပြီးတော့ consisting of long chain alkyne သူမှာဘာဖြစ်လဲ alkyne long chain ပေါ့နော်အာပါဝင်နေအဲ့တော့ alkyne ညာဘာတွေဖြစ်နိုင်လဲဆိုတော့ methyl တို့ ethyl တို့ propyl တို့နော်တနည်းအားဖြင့် ester လို့လည်းဟိုမှာသုံးထားတယ် ရမယ်နော်နောက်တစ်ခုက transesterification is the process of exchanging the alcohol ဒီကြရော alcohol group တွေပေါ့နော် alcohol group တွေကို of an ester compound ester compound မှာပါဝင်တဲ့ group alcohol ုပ်စုတွေကို exchange ဆိုတာကလဲလှယ်ပေးခြင်းဖြစ်စဉ်ဖြစ်ပါတယ် by another alcohol နောက်တဲ့ alcohol တစ်ခုနဲ့ပေါ့နော် these reaction are often catalysts အဲ့ဒီ reaction မှာဆိုရင် catalyst အနေနဲ့ by the addition of an acid or a base catalyst ကိုအသုံးပြုပါတယ်တာဗိမဲ့ teacher တို့ရှေ့မှာပြောထားတာဒီ base catalyst တွေကိုသုံးထားတယ်ဘာတွေလဲဆို potassium hydroxide တို့ sodium hydroxide တို့ကိုသုံးထားတာဖြစ်ပါတယ်เนาะဒီ reaction transesterification reaction တွေဆိုရင်တူက acid တို့မဟုတ် base catalyst ကိုပေါင်းထည့် ဲ့ပြီးတော့မှအသုံးလို့ရမယ်လို့ပြောထားတာပါနောက်တစ်ခုက biogas ဇီဝ gas ကကြတော့ is the mixture of gas produced by the breaking down of organic matter in the absence of oxygen เนาะလေမရှိတဲ့နေရာမှာ organic matter တွေပြိုကွဲခြင်းပြိုကွဲခြင်းကနေပြိုကွဲခြင်းအဖြစ်ဘာဖြစ်လဲ mixture of gas ဂျောနော်ရဒရနော်တွေထွက်လာခြင်းကိုဘာလို့ခေါ်လဲ biogas လို့ခေါ်ပါတယ် ကဲဒါဆိုရင်ဒီကျတော့ဒါကြီးရပါတော့ chapter 8တခုလုံးရဲ့ concept map လေးပါကျရရှိမှာသင်ခဲ့ရတဲ့အကြောင်းအရာလေးတွေပေါ့နော်အဲ့အရာတွေကိုပြန်ပြီးရောဆက်ဆက်ပြီးရောဖော်ပြထားခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ဒီကျတော့အရင်ဆုံးဒီမှာပေါ့နော်အနီလေးနဲ့ကြားထားတဲ့ force of your non renewable resources ဟုတ်ပြီနော်အဲ့ဒါလေးကိုအရင်ဆုံးစကြည့်လိုက်ရအောင်နော် fossil fuel non renewable resources ဆိုရင်ဒီချာတို့သူ classify အနေနဲ့မျိုးစခွဲခြားရဲခွဲခြားတဲ့အခါမှာဘာတွေရှိလဲဆိုတော့ natural gas ရှိမယ် crude y ရှိမယ်ခိုးကြောင်မီတွေးရှိပါမယ်အဲ့ဒီမှာဆိုရင်ဒီချက်ရောအရင်ဆုံး natural gas form from ဘယ်ကနေပြီးတော့ဖြစ်ပေါ်လဲဆိုတော့ marine microorganism ဟုတ်ပြီနော် marine ဆိုတာအနဝါပေါ့နော်ရေအောက် microorganism တင်းငယ်တဲ့ရေအောက်တင်းငယ်တဲ့တတ္တဝါလေးတွေကနေပြီးတော့ဖြစ်ပေါ်လာခြင်းဖြစ်တဲ့ crude y ကလည်းအဲ့လိုပဲ form from marine organism ကပဲဖြစ်ပြီးတော့ နော် teacher တို့နောက်တစ်ခုကကြတော့ခိုးကြောင်မီးသွေးကကြတော့ fossil plants material ဟုတ်ပြီနော် အပင်နေကြောက်ဖြစ်ရုပ်ကျင်းနေနော်အပင် materials တွေအစိတ်အပိုင်းတွေက fossil ကြောက်ဖြစ်သွားကြောက်ဖြစ်ရုပ်ကြောက်ဖြစ်သွားတာပေါ့နော်အဲ့ဒါကနေပြီးတော့မှကြောင်မီးသွေးရရှိပါတယ်တဲ့ ပြီးတော့မှ teacher တို့ဒီဘက်ချက်မကြည့်သေးဘူးเนาะ teacher တို့ qy ကိုဆက်ကြည့်ရအောင် crude y ကကြတော့ crude y ကို separated by fractional distillation into ဟောပြီးတော့ teacher တို့အရေးကြပေါင်းခံခြင်းကြီးနဲ့ separated ခွဲထုတ်လိုက်တဲ့အခါမှာ bitumen ရမယ် fuel y ရမယ် lubricating y diesel paraffin naphtha petrol refinery gas တွေပေါ့เนาะအဲ့တော့ teacher c1 to c4 တွေတူသွားရတော့เนาะ carbon တိကနေ၄အတွင်းပါရှိရဲ့ refinery gas ကပေါ့နော် blood pressure ကကြတော့ sorry boiling point ကကြတော့40 degree celsius ထက်ဘာဖြစ်တာလဲ less than ညော့နေပါတယ်တဲ့ရမယ်နော် ငါဆိုရင်ဒီကြတော့အဲ့ဒီကနေတခုချင်းစီရဲ့အကြောင်းအရာကိုကြည့်ရအောင်ဟိုအပေါ်ဆုံးက Benjamin ကတော့ဗောနော်အော်ဒီကြတော့ကက်တရားလို့ပြောထားတယ်လေအဲ့ဒီကကြတော့ C1 greater than 70ဆိုတော့ကာဗွန်တစ်လုံးကနေ80အထိပါဝင်တယ် boiling point က6 degree နော်600 degree celsius ဖြစ်ပါတယ်ကဲ Benjamin လေးကိုကြည့်မယ်ဆိုရင် Benjamin ကို use for ဘယ်မှာသုံးလဲဆိုတော့ surfacing road ဟုတ်ပြီနော်လမ်းရဲ့မျက်နှာပြင်ခင်းတဲ့ညမှာဟိုပါနော်လမ်းခင်းတဲ့အခါမှာသုံးတယ်နောက်တစ်ခု fuel wide က use as fuel for ship timori factory central heating နေဟုတ်ပြီနော်ဒီကြတော့ factories တွေစိတ်ယုံနေเนาะပြီးရဲ့ခါကြတော့အဓိကအပူပေးရတဲ့နေရာတွေမှာဆိုရင် fuel wine ကိုအသုံးပြုရဲဘူဘေး system ဒီမှာပေါ့เนาะ lubricating wine ကိုကြတော့ use as lubricants with waxes and polish ဟုတ်ပြီနော်ချောစီအနေနဲ့သုံးတယ်ဖယောင်းအနေနဲ့ polish ပေါ့နော် polish အယောင်တင်စီအနေနဲ့အသုံးပြုတယ် diesel ကိုကြတော့ use as fuel for ပြန်ပါလဲ diesel engine of vessels ဘာအနေနဲ့လောင်စာအနေနဲ့အသုံးပြုတယ် bus တွေပေါ့နော် diesel engine နဲ့မောင်းရတယ် bus တွေ car တွေ lorries တွေစသဖြင့်ပေါ့နော် paraffin use as a fuel for jet aircraft and cooking နော်ဒီကြတော့ခုနကဘာဖြစ်လဲ jet aircraft တွေ jet လေယာဉ်တွေနော်ပြီးရခါကြတော့ state shutter လို့ဟာမျိုးပေါ့နော် aircraft တွေမှာဂျက်လီရင်တွေမှာအသုံးပြုတယ်ပြီးတော့နောက်တစ်ခု cooking ဆိုတာချက်ပြုတ်တဲ့ညမှာအသုံးပြုပါတယ် naphtha ကြတော့ teacher chemical အနေနဲ့ပေါ့နော်အသုံးပြုတယ်ပြီးတော့ petrol used to make chemical naphtha used to make chemical chemical ရပြုတ်လောက်တဲ့နေရာမှာဆိုရင် naphtha ကိုအသုံးပြုပါတယ် petrol used as fuel for car เนาะ ကားတွေအတွက်လောင်စာအနေနဲ့အသုံးပြုပြီးတော့ refinery gas ကတော့ use as fuel for cooking ချက်ပြုတ်တဲ့နေရာမှာအသုံးပြုပါတယ်တဲ့။ကဲအဲ့ refinery gas ကနေပြီးတော့ teacher တို့ကဆက်သွားလိုက်တာ bitumen ထိပေါ့နော်။ဒါကတော့ teacher တို့အော်ပေါ့နော် freshener distillation into fuel ပေါ့အဲ့ဒါအဲ့ပုံလေးကို ပြန်ပြီးတော့အသေးစိတ်ပြောထားခြင်းဖြစ်ပါတယ် ကဲနောက်တစ်ခုကတီချာတို့ဒီဘက်ကိုပြန်ကြည့်ရအောင် fossil fuel ရဲ့အောက်ဘက်ကိုနော် fossil fuel ကနေပြီးတော့မှတီချာတို့ fossil fuel ရလာတဲ့ဟာလေးကိုပြန်ပြီးတော့တီချာတို့လေ့လာကြည့်မယ်နော်ဒီဘက်ကနေပြီးတော့ကဲအဲ့မှာဆိုရင်တီချာတို့ alternative fuel are နော် alternative fuel တွေဖြစ်တဲ့နော်လောင်စာကိုအတင် အမျိုးမျိုးပြောင်းပြီးသုံးစွဲတဲ့အရာတွေကတော့ biogas တို့ LPG, HCNG, hydrogen နဲ့ biodiesel တို့ဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်ဒီကျတော့ biogas ကိုကျတော့ prepare from ဘယ်ကနေပြီးတော့မှထုတ်လဲဆိုရင် organic waste renewable resources ပေါ့နော်။ organic waste တွေ organic စွန့်ပစ်ပစ္စည်းတွေကနေပြီးတော့မှဒီကျတော့ဘာဖြစ်လဲ renewable resources ဆိုတာပြန်လည်ဖြစ်တင်လို့ရတယ် resource အနေနဲ့ပေါ့နော်ပြန်သုံးပြုတယ်။ပြီးရဲ့အခါကျတော့ LPG, HCNG ကကျတော့ obtain from ဘယ်ကရရလဲ fossil fuel fuel ကရရတယ် non renewable resource ဖြစ်တယ်သူကကြတော့ fossil fuel ကကြတော့ပြန်လည်ဖြစ်တည်မီသုံးလို့မရအောင် limited ပေါ့နော် limited ကန့်တတ်ထားတယ် fuel အမျိုးအစားဖြစ်တယ်နောက်တစ်ခု hydrogen ကကြတော့ obtain from fossil fuel ကလည်းရတယ်လို့ propel from water ခုနက electrolyte 6နည်းနဲ့ပေါ့နော်ထုတ်မယ်ဆိုရင်လည်းရတယ်လို့သူပြောထားတယ်အဲ့တော့ water ကနေရတယ်နောက်တစ်ခုက biodiesel ကကြတော့ prepare from ဘယ်ကနေပြီးတော့လဲ plants and animal waste တွေเนาะအပင်နေတဲ့တတ္တဝါတွေရဲ့အဆီတွေကနေပြီးတော့မှာ ထုတ်ပါတယ်တဲ့ renewable resources သူကကြတော့ပြန်လည်ဖြစ်တင်လို့ရတယ်เนาะအရင်းမြစ်မျိုးစားဖြစ်ပါတယ်ကဲဒါဆိုရင်ဒါတို့တမီတို့ဒီ concept map လေးကိုကြည့်ပြီးတော့เนาะစာတွေကိုပြန်ပြီးတော့လေ့လာလေ့လာပြီးတော့နားလည်မယ်လို့လည်းဒီချက်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်